ုတင်ဆက်ပေးမယ့်သတင်းကတော့ရှင်းနိုင်အတွင်းမှာမိုးရေကြီး15လက်မကျော်ရွာတာကြောင့်စက်တောင်းဦးတည်ဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ရှင်းနိုင်အတွင်းမှာမိုးရေကြီး15လက်မကျော်ဒီရွာတွင်းခဲ့တာကြောင့်အာဂျင်တီးနားနိုင်ငံထဲမှာရှိတဲ့စိတ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ဘာဟီယာပလန်ကာမှာစက်တောင်းဦးတည်ဆုံးခဲ့လို့သိရပါတယ်။ပြည်ခဲ့တောက်ကြနေမနေ့ပိုင်းကစပြီးဘာရီယာပလန်ကာမျိုးမှာအာဂျင်တီးနားနိုင်ငံနဲ့ဝင်ရောက်ခဲ့တဲ့မုန်တိုင်းရဲ့အရှိန်ကြောင့်မိုးရွာသွန်းနေတာဖြစ်ပြီးတော့၈နှစ်ကျော်ကြာရွာသွန်းနေတာပါ ၈နာရီအတွင်းမှာမိုးရီချိန်55.9လက်မတီရွာသွန်းခဲ့ပြီးတော့အဆိုပါပမာဏဟာဘာရီယာပလန်ကမြို့မှာတနင်္လာနေ့အတွင်းမှာရွာသွန်းနေရှိတဲ့မိုးရီပမာဏနဲ့တူညီရလို့သိရပါတယ်။မိုးရီတွေကြောင့်လမ်းတွေပေါ်မှာရေကြီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်ဆေးရုံတွေရှိုးကအရေးပေါ်လူနာတွေကိုလွန်ရားသုံးပြီးတော့ရွှေ့ပြောင်းခဲ့ရတယ်လို့အာဂျင်တီးနာအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဘိုင်ယာပလန်ကမြို့မှာနေထိုင်သူ35000ကျော်ဟာလေရေကြီးရေချမ်းမှုတွေတောက်ကြီးခိုက်ဆုံးရှုံးမှုတွေကြောင့်တွေ့ခဲ့ရတယ်လို့သိရပါဗျ။ ီသတင်းတော်ရင်းကြောင်းမှာပြပို့လာပါ